မန်ယူဖန်တွေ1 0 1သာဖြစ်ခဲ့ရပြီးမြန်မာသမိုင်းတွင်ပထမဆုံးမန်ယူအသင်းကိုကိုးသွင်းနိုင်ခဲ့တဲ့ကစားသမားမောင်မောင်လွင်မေလ28ရက်နေ့နေ့ပိုင်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ဘူကစ်ဂျာလီအခစားကွင်းမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ Asian All Star အသင်းတို့ချေဆင်းပွဲရှင်ပြန်ခဲ့ကြတာပဲဖြစ်ပါတယ်။ပွဲချိန်ဒုတိယပိုင်း82မိနစ်မှာမြန်မာလက်ရွေးစင်ကအခစားသမားမောင်မောင်လွင်ကမန်ယူအသင်းကိုဥဆောင်ကိုးသွင်းခဲ့ပါတယ်။ဝက်ပီချိန်ထိမမောင်လွင်ရဲ့တွင်ကိုတကူနဲ့ Asian All Star အသင်းက Manchester United အသင်းကိုအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကအခုခြေစမ်းပွဲအတွက်အာကသသမား32ဦးတိခေါ်ဆောင်လာဖြစ်ပြီးအကယ်ဒမီအာကသသမား9ဦးနဲ့ပါဝင်လာတယ်လို့သိရပါတယ်။အင်္ဂလန်ထိပ်တန်းကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုဦးဆောင်ကိုသူမီလာမြန်မာလက်ရွေးစင်အသင်းခေါင်းဆောင်မမောင်လွင်အောင်ပွဲခံနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ မမောင်လွင်ဟာဒုတိယပိုင်း54မိနစ်မှာလာအိုအားကစားသမားအစားလူစားဝင်ကစားပြီးဒီပွဲရဲ့တလုံးတဲသောအနံကိုကိုသိမ်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။တဟာမြန်မာဘောလုံးသမိုင်းတစ်ချောင်းမှာအင်္ဂလန်ထိပ်တန်းကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုမြန်မာလက်ရွေးစင်အားကစားသမားတဦးကကိုသွင်းနိုင်ခဲ့တဲ့မှတ်တမ်းလေးဖြစ်ပါတယ်။ Asian All Star အသင်းကိုနီးပြအဖြစ် VNL လက်ရွေးစင်အသင်းနဲ့ U23 အသင်းကိုကင်တွယ်နေတဲ့ကိုရီးယားလူမျိုးနီးပြကင်ဆန်စစ်ကဆောင်ရွက်တာဖြစ်ပါတယ်။အောင်ပွဲခံနေတဲ့ Asian All Star အသင်းကိုအပင်းနေတဲ့ Manchester United အသင်းသားများဖြစ်ပါတယ်။ တန်ယူဆန်နေဝန်နေဝန်တာဖြစ်ခဲ့ရတဲ့ဘလုံးပွဲတဲ့ဝက်ပဲဖြစ်ပါတယ်။နောက်ထပ်ဆက်ဆံစာပြအကြောင်းလေးတွေလည်းတင်ဆက်ပေးသားမှာမလို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါရှင်။